ကဲညကတော့မင်္ဂလာပါဒီကျွန်တော်တောက်ကြနေမှာပွဲစဉ်တွေစပြီကျွန်တော်အမှတ်ပေးပွဲစဉ်တွေဒီနေ့မှလည်းဆက်လက်ပြီးရှိတယ်ဗျာစပိန်လာလီဂါတပွဲရှိတယ်ပြီးရင်ဂျာမန်တို့နော်ဒီပြင်းစစ်လိဂူတို့ပြောမှဆိုရင်ရှန်ပီယံဒီရှစ်ပွဲစဉ်တွေရှိတယ်မနက်ပြန်စနေနေ့မှဆိုရင်ပို့ပြီးတော့စုံတယ်ဗျာတောက်ကြနေရဒီတိုင်းပဲဒီလိုမျိုးပွဲစဉ်တွေတပွဲတပွဲညှက်ပြီးတော့ဒါရှန်ပီယံကစားတဲ့အနေအထားမျိုးတွေဗျာကဲဒါဆိုရင်ဒီနေ့မှကျွန်တော်မနေ့ကလိုပဲထီထီမီမီကစားလို့အဆင်ပြေအောင်တပွဲတပွဲကျွန်တော်ဒီသုံးသပ်ပေးမယ်တက်တော့ညကိုရောကြီးကျွတ်ညကိုရောပို့ပြီးအဆင်ပြေပါဗျာနော်မနက်ပြန်မှကျွန်တော်အနေနဲ့ဒီသုံးဘောလောက်ကျွန်တော်အကောင်းဆုံးရရှိပြီးသုံးသပ်ပေးမယ် ကဒါဆိုရင်ဒီနေ့မှာဘယ်ပွဲစဉ်နဲ့စမလဲဆိုလို့ရှိရင်စပိန်လာလီဂါပွဲစဉ်အာရေအိုဗီဒိုနဲ့ဒီမာလော့ဒီပေါ့မာလော့ကပွဲစဉ်ရှိတယ်လို့ဂျာမန်မှာဆိုရင်မိတ်နဲ့မိုရှန်ကပွဲစဉ်ရှိတယ်ပြီးရင်ပြင်းနေလီဂူစဉ်မိုနာကိုတို့ဘရက်စ်တို့လိုင်းနီတို့မာဆေးတို့ပြောမှဆိုရင်တကယ်ကစားမဲ့ဆိုရင် ဟိုကစားလို့ကောင်းမဲ့အနေထားမျိုးတွေကြီးပဲဒါပေမဲ့ကျွန်တော်ဒီထက်မှကျွန်တော်ဂျာမန်ပွဲစဉ်လောက်ပဲကျွန်တော်ဂျာမန်မိုနာဒီကာပွဲစဉ်မှာကျွန်တော်ဒီတပွဲပဲကျွန်တော်သုံးသပ်ပြီးတော့ရတာစပင်နာဒီကာပွဲစဉ်တော့ပြည်သူလီဂ်ပွဲစဉ်တော့ချန်ပီယံရှစ်ပွဲစဉ်တွေဆိုတော့ကြာတော့တိုင်းနိုင်ငံရှန်နယ်မှာမောင်ကတ်အနေနဲ့ပဲကျွန်တော်ဒီတွဲပြီးတင်တင်မိတာများเนาะအကြိုက်တွေကစားလို့ရအောင်ဒါကြောင့်မို့ဟိုတက်တော့ညီကိုတွေကလည်းကျွန်တော် TikTok profile ရဲ့အောက်လေးမှာတိုင်းနိုင်ငံရှန်နယ်ရှိရဒီနေ့နဲ့ဝင် join မိတာပါ YouTube ကညကူလာတဲ့ YouTube comment လေးမှာเนาะ video comment လေးထဲမှာကျွန်တော်အပေါ်ဆုံးလေးမှာရှိလိုက်မယ်ကျွန်တော်တကယ် channel လေးတော့ bye bye channel ရှာပေးတာတရားနေဝင်ပြီးရောပြန်မိထားပါဗျာเนาะကဲဒါဆိုရင်ကျွန်တော် main motion လာပဲလက်ရှိမှာဒီပေးတဲ့ကြေးက level body mass ဆိုရင် level ပြောင်းသွားကြေးပေါက်တယ်ကိုမောင်ကြီး350နိုင်ကြေးဆိုတော့ဒီတောက်ကြနေတော်တော်များများကဒီဟိုပြီးကြတဲ့ဒီလာပိုင်းနေတုန်းကတော့ zone body ပေးတာများတယ်ခုနောက်ပိုင်းမှာဆိုတော့တိတ်ပြီးတော့ zone body ပေးတာတိတ်မတွေ့တော့ဘူးဗျာဒါပေမဲ့ဒီနေ့မှာဒီပွဲစဉ်ကဒီ body level ပြောင်းသွားကြေးကိုမောင်ကြီး300 black ဖောက်တယ်ဆိုတော့ ဒီဈေးနှုန်းရကြည့်မယ်ဆိုရင်ကိုပေါင်းကြီးကလည်း၃လုံးပလက်ဖောင်းနေတဲ့အတွက်ကြောင့်အိမ်ခွင်း900နိုင်တယ်လို့အဝေးခွင်းလည်း900နိုင်ရရှိတဲ့အနေအထားမျိုးလို့ပေးထားတယ်။ဒါပေမဲ့ဟိုကိုပေါင်းပေါ်နေတဲ့အောင်မေးမယ်ဆိုရင်ပြောလို့တော့မရဘူးတောက်ကြတဲ့ပွဲစဉ်တွေကတချို့အနေအထားမျိုးတွေရှိတယ်နှလုံးပြည့်ချုံကြီးတောက်ကြနေမှာပေးတဲ့ပွဲစဉ်တော့ရှိခဲ့ဘူးတယ်။ဒါပေမဲ့ကိုပေါ်မှာဆိုရင်နေငယ်အဲ့လိုပွဲစဉ်လည်းဆွတ်ပေါ်သွားတာပဲ။ဒါပေမဲ့ဒီနေ့မှာ၃လုံးပလက်ဖောက်တာဆိုတော့ကိုပေါ်တာမပေါ်တာထက် motion club ဘက်ကိုအရာတော့တွက်လို့တော့ရလောက်မယ်ထင်တယ်။ဘာလို့လဲဆိုတော့၃လုံးပလက်ဆိုတာက main အနေနဲ့အိမ်ခွင်းမှာ level ပြောင်းခါကြီးလောက်ဖောက်ပြီးတော့ ဒီ motion ကလာပဲလို့အတင်းမျိုးကိုကိုပြက်နေတော့မသွားနိုင်တော့ဘူးကျွန်တော်ယူဆတယ်ဒါကြောင့်မို့ motion ကလာပဲလဲကိုတော့ပြန်ရနိုင်ချေများတော့တယ်ယူဆတယ်ဒါဆိုရင်ကျွန်တော်ဒီရလက်လေးပြန်ကြည့်မယ် လက်လက်ရှိလောလောဆယ်မှာတော့ဘယ်လိုပြောမလဲဆိုရင်ဒီ main ကဒီ jam မှာဆိုလို့ရှိရင်နောက်ဆုံးကစားတဲ့ပွဲစဉ်၃ပွဲမှာဆိုရင်နိုင်ပွဲလို့မရှိသေးဘူးဟောပိုင်ကိုပဲသူအနေနဲ့1-1နဲ့တေးကြတာပဲရှိတယ်ဒီ prime bet တို့နောက်ပြောနေတဲ့ prime bet တို့လို့အသင်းမျိုးကိုဆိုရင်သူအနေနဲ့အဝေးကွင်းကနေရှုံးနေတဲ့အနေအထားမျိုးရှိတယ်ဆိုတော့လောလတ်ရလက်ပိုင်ရကြည့်မယ်ဆိုတော့ main နဲ့ရလက်ကောင်းတာမရှိဘူးလက်ရှိမှာဆိုဟိုတန်းစင်းဆုံးပါ brother တို့အစင်းဆက်ရှိမှာနော်အစင်းဆက်ရှိမှာဖြစ်နေတဲ့ကြောင့်လောလတ်မှာအပိုင်ရကြည့်မယ်ဆိုရင်ရလက်ကလုံးလုံးကောင်းတာမရှိသေးဘူးဒါပေမဲ့ပေးတဲ့ကြည့်ရဲ့ level ပြောင်းခွာကြည့်ကြတော့ ူဂရီကစားမယ်ဆိုလို့ရှိရင်တော့ဟိုမိတ်နဲ့တကယ်တမ်းပြောမစင်မိုရှန်ကလာပဲဘယ်သူမှမစွာတော့ဟိုတန်းစင်သွားအတင်းသွားကစားမလားဘယ်သူမှမစင်ပြောတာနော်သူတားတဲ့အနေထားမျိုးပဲကစားမှုဒါပေမဲ့မိုရှန်ကလာဘက်အနေနဲ့လက်ရှိအနေထားကသူ့အနေထားကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းလက်ရှိလောလောဆယ်မှာနောက်ဆုံးသားတဲ့ပွဲစဉ်မှာဆိုရင်တော့ဒီဂျာမန်မှာဆိုလို့ရှိရင်နောက်ဆုံး၃ပွဲကစားတာနော်ဒီလိုက်စင်တဲ့ပွဲစဉ်တစ်ပွဲတော့ပေကြတာပဲရှိတယ်ဒီဟီဒန်ဟင်းစဉ်3-9နဲ့နောက်ပြီးကိုလုံးစဉ်3-1နဲ့9နဲ့ဆိုတော့ ရက်လက်ပိုင်းရရှိမယ်ဆိုအများကြီးกว่าတယ်ဘရသာတို့เนาะအစောနာကျွန်တော်ပြောသလို main ဆိုတာတရှိလောဆယ်ကစားတဲ့ပွဲစဉ်နောက်ဆုံး၃ပွဲမှာဆိုလို့ရှိရင်တပွဲမှာသူ့နဲ့နိုင်ပွဲမရှိသေးဘူးတရည်နဲ့အရှုံးနဲ့ပဲသူကျင်လည်နေတဲ့အနေအထားမျိုးလက်ရှိအနေအထားမျိုးလေဟိုတန်းစင်းဆုံးမှာကျင်လည်နေတဲ့အနေအထားမျိုးမိုရှင်ကလာဘက်ဆိုလက်ရှိမှာအဆင့်ဂျာမန်ဒီအဆင့်တရားမှာဆိုရင်အဆင့်၁၂နေမှာရက်ဒီနေဆိုတော့တကယ်တမ်းပေးမယ်ဆိုရင်မိုရှင်ကလာဘက်ကြီးပေးလို့ရတယ် အစင်စရာလဲကွာလဲအင်ငွေဝင်းငွေတခုပဲစကားလေးပြောသွားတာဒါပေမဲ့အင်ငွေဝင်းငွေတခုစကားလေးပြောသွားပြီမှလည်းလက်ရှိနေတာကအစင်စရာလဲကွာလဲရလက်ပိုင်းလဲကွာတယ်ဘရာသာတို့ဘယ်သူမှမစိုးရတော့တကယ်တမ်းကစားမယ်ဆိုရင် motion ကလာပဲ motion ကလာပဲကစားမယ်ညကူတွေများတယ်ဘာလို့လဲဆိုတော့လေပြန်ခွာရေးပြတလုံးရှင်တော့ပြစ်နိုင်မဲ့အနေအထားမျိုးရလက်ပိုင်းလဲအများကြီးတားတဲ့အနေအထားမျိုးဒါပေမဲ့လူပွဲစဉ်တွေကဖြစ်တတ်တာဘယ်လိုဖြစ်တယ်လဲဆိုတော့နိုင်မယ်ဆိုရင်လည်းအဝေးကွင်းကနေကတ်နိုင်သွားပြီးကိုအောက်တာတွေလည်းရှိတယ်ဒါနိုင်မယ်ဆိုရင်ကျွန်တော်ပြောတာနော်ကိုပေါ်နိုင်လားမေးမယ်ဆိုရင်လက်ရှိအနေအထားက မိုရှင်ကလာဘက်ကြီးမပင်းနိုင်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီဘွဲစဉ်အနေထားကိုပြန်ကြည့်မယ်ဆိုရင်တိတ်ပြီးကျွန်တော်မကြိုက်ဘူးဘရာသာတို့ဘာလို့လဲဆိုတော့လက်ရှိမိုရှင်ကလာဘက်ကြီးပြီးမယ်ဆိုရင်ပြေးလို့ရတယ်အလွန်ဆုံးဒီလိုမိုရှင်ကလာဘက်အဝေးကွင်းကဖြစ်ပြီးမလဲရက်လောက်ကအစင်စရာကိုကြည့်မယ်ဆိုရင်တော့ level 80ကျော်80ကျုံကြီးတင်းတင်းပြေးလို့ရတယ်ဒါပေမဲ့ level မြန်မာကြီးလောက်ဖောက်တာတော့လုံလုံကြီးရုပ်ပဲ့လုံးပါတယ်ဗျာနော်ဒါကတော့ဘယ်လိုပြောမယ်ဆိုရင်ပြီးခဲ့တဲ့ဒီရပ်ပိုင်းက ဒီ Lee United နဲ့ Chelsea ပွဲစဉ်လို့ပေါ့ဗျာနော် Chelsea အဝေးကွင်းကနေ Lee United ကို level ပြေရှုံးနေပေးတယ်တကယ် Lee United ဆိုဒီနေ့မှတန်တဲ့အသင်း Lee United Chelsea ကိုကိုးပြတ်နဲ့ပြန်နိုင်သွားတယ်အဲ့လိုမျိုးပေါ့ဗျာကျွန်တော်အဲ့လိုမျိုးကျင်းနဲ့ကြည်ပြီးသုံးသပ်မယ်ဆိုရင်လက်ရှိအနေအထားကလုံးလုံးမဖြစ်တဲ့အနေအထားမျိုး မိတ်မနိုင်မှုမိတ်နိုင်နိုင်ချေများတယ်ဒီပွဲစဉ်မှာဘာလို့လဲဆိုတော့ဘူဂရီထိုးစားတဲ့အကြိုက်အထက်ကြီးတွေကိုဒီလောလောဆယ်မှာ level ပြောင်းခွာကြည့်တော့ရှာနေရတဲ့အတွက်ကြောင့်ဒါကနအကြိုက်မဲ့ဟိုအကြိုက်တူမဲ့ဆိုလို့ရှိရင်ကျွန်တော်က main body ပဲကျွန်တော်ကစားစင်နေတယ်ဘာလို့လဲဆိုတော့ရက်လက်ပိုင်းကအစင်စရာကလက်ရှိအနေထားအကုန်လုံးရှင်ကြည့်မယ်ဆိုရင် motion glass ပဲအစရရာတာတဲ့အသင်းကနေ level ပြောင်းခွာကြည့်တော့ဝေးကွန်းနေဖောက်တဲ့အနေထားမျိုးကထိုးစားတဲ့အကြိုက်လောက်ပဲကျွန်တော်ကတော့ခြေနဲ့ရရှာပြလို့ယူစားတယ်ဒါကနနိုင်နိုင်ချေများလာတော့မိတ် အိမ်ခွင့်ဖြစ်တဲ့မိန့်တော်နိုင်နိုင်ချင်းများလောက်မယ်ယူဆတယ်ဘာလို့လဲဆိုတော့ဒီနေ့မနေတာမျိုးကထိုးစားတဲ့အကြံကြီးဖြစ်နေတယ်ဒီကြီးကနော်ကျွန်တော်ကတော့အထက်ကြီးကိုထိုးစားတဲ့အကြံများဆွဲခေါ်တယ်လို့ပဲကျွန်တော်ယူဆတယ်တကယ်လို့မူဆန်ကလာဘက်နိုင်ခဲ့မယ်ဆိုရင်တော့မနေဒီပွဲစံကတ်နိုင်မယ်အနေထားမျိုးပဲကျွန်တော်ယူဆတယ်တရားရင်တို့မှာဆိုရင်ကျွန်တော်20ရင်တို့လောက်ပဲမူဆန်ကလာဘက်ကနိုင်နိုင်ချင်းရလောက်မဲ့အနေထားမျိုးပဲကျွန်တော်ယူဆပါတယ်ဗျာနော်ကျွန်တော်ကတော့အင်ဂွင်းပြတဲ့ဒီ main body ကျွန်တော်အကြံပြုပါတယ်ဗျာအကြိုက်တူမဲ့ဆိုရင် main body ဒီဘက်လည်းပဲကျွန်တော်ကစားစင်နေပါတယ်ဗျာဒါဆိုရင်ဂိုးအောင်ပေါ်နိုင်ချင်းရှိလား လက်ရှိလောလောဆယ်မှာ motion clap ကစားတဲ့ပွဲစဉ်နောက်ဆုံး license နဲ့ကစားတဲ့ပွဲစဉ်တော့စီးစီးလို့ရလိမ့်မယ်လားသူကိုောက်ထားတဲ့အနေထားမျိုးရှိရဒီရင်ကစားတဲ့ပွဲစဉ်ဒီဘယ်လိုပြောမလဲကိုလုံးလို့ပြောမလဲဟေတန်ရေးလို့အနေထားမျိုးတော့ go ပေါ်တဲ့အနေထားမျိုးဆိုတော့ပြောလို့မရဘူး brother တို့ဒီနေ့မှာနောက်ဆုံး license နဲ့ကစားတဲ့ပွဲစဉ်တော့စီးစီးနဲ့အိမ်ခွင်မှာတည်ကြတာဆိုတော့ဒီလက်ရှိအဝေးခွင်မှာနိုင်ရေးလေးဖောက်နိုင်တာမဟုတ်တဲ့တော့ကြောင့်ကိုပေါ်ချင်မှပေါ်သွားနိုင်မယ်။ဘာလို့လဲဆိုတော့လက်ရှိအနေထားအငွေအငွေအပြန်လန်ကိုရအတွက်ပြီးတော့ကိုပေါင်းကြီးဖောက်နေတဲ့အတွက်ကြောင့် ဒါကြောင့်မိုရှင်ကလာဘက်နိုင်ကြီးမဖောက်နိုင်လို့ရှိရင်နိုင်တကယ်လို့ကန်ဆိုးလို့နိုင်ခဲ့မယ်ဆိုတော့ကတ်နိုင်တော့မယ်အနေထားမျိုးဒါပေမဲ့ကျွန်တော်ကတော့ main body ပဲအကြံပြုပါတယ်ဗျာနော်ရလက်ပန်းကြည့်မယ်ကျင်းနိုင်ရကြည့်မယ်ဆိုရင်တော့ဒီနေ့မှာဟိုထိုးစားရတဲ့အကြိုက်ဘူကီတွေရှပေးနေတယ်ကျွန်တော်ကတော့ဆက်ညင်ဘက် main body ပဲကျွန်တော်အကြံပြုပါတယ်ဗျာနော်ဒါဆိုလို့ရှိရင်အကျွန်တော်ဘလာတော့ခုပြောချင်တာကဒီလက်ရှိမှာတောက်ကြနေဖြစ်တယ်မလက်ပြန်စနေတွင်းလာပြီအမေပေးပွဲစဉ်တွေလာပြီဒီကနောက်ပိုင်းဆိုရင်လာပြီဒီချန်ပီယံလိဝင်တာတို့နော်ဒီယူရိုပါလိကွန်ဖရင့်ကြီးဝင်တာနေအများကြီးရှိတယ်ဗျာဒါကြောင့်မို့ဘရာဒေါင်းနေဒီလိုပွဲစဉ်တွေအစုံအွန်လိုင်းမှာဘလုံးကောက်ဖွင့်ကစားခြင်းလို့ရှိရင် ကိုစံကိုနိုင်ငွေချင်းအာမခံကြောင်ညာပေးနေတဲ့ဘောလုံးကုမ္ပဏီရှိတဲ့ဒီကုမ္ပဏီကတက်ရောက်ပြီးတော့ဘောလုံးအောက်ဖွင့်ကစားလို့ရပါတယ်ဗျာနော်။ငွေချိုးပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တရားကတော့အာမခံပါတယ်ဗျာ။ဘရာသာတို့တကယ်လို့စိတ်ဝင်စားလို့ရှင်ထိုင်းညီကိုတွေထိုင်းဘက်နဲ့ကစားလို့ရလို့မြန်မာနိုင်ငံညီကိုတွေမြန်မာငွေနဲ့ကစားလို့ရပြီးဂျပန်တို့ကိုရီးယားစင်ကာပူတို့ရဝေးရညီကိုတွေကကြတော့မြန်မာစက်ငွေကိပေးဝေပေးနဲ့ငွေသွင်းခွင့်ပြုလို့ပြီးကစားလို့ရပါတယ်ဗျာနော်။ဒီမိုဘိုင်းဘဏ်ကနေလည်းငွေသွင်းခွင့်ပြုလို့ပြီးကစားလို့ရပါတယ်ဗျာ။အဲဒါဆိုလို့ရှင်ဒီမှာလည်းကျွန်တော်တပွဲလေးရွှေ့ချက်ပြည့်အတွက်ကြောင့်ဘရာသာအနေနဲ့အကြိုက်တူနယ်လေးမလို့ထင်ပါတယ်ဗျာနော်။အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ဗျာ။နောက်နေ့မှပြန်ဆောင်ကြမယ်နော်။